မင်္ဂလာပါဒီနေ့ဗီဒီယိုမှာကြီးမားတဲ့ကိစ္စကိုဆောင်ရွက်ဖို့ဆိုကြီးမားတဲ့ဒေပြာကြီးလူအပ်တယ်မလားလူပေါင်းထောင်ကြီးအတွက်တစ်ချိန်နဲ့ချဲပြုတ်ဖို့ဆိုတော့ပါကစ္စတန်ကလုံခြုံရေးငယ်လေးကဒီလိုမျိုးတန်ပြားတွေကိုတွဲဆက်ပြီးအီယာမဒဲကြီးတွေလုကန်ကြတာပေါ့ဒီဒဲကြီးနဲ့ဆိုစင်သားတောင်ဟင်းချက်လို့ဖီအားမထက်နိုင်ပါဘူးဒီလိုခက်ကြီးကြီးတဲ့ပြားတစ်ခုကိုလုတော့မယ်ဆိုအစီစဉ်ချမှတ်တာမျိုးတော့လုပ်ရမယ်ပေါ့လူသမားတွေကတန်ပြားပေါ်မှာတိုင်းတာမှန်တာ မြင်းရဲဆွဲသည်တံဖျားတစ်ချက်စီရဲ့အရွယ်စားကိုအကြမ်းဖြင့်တတ်မှတ်ကြတယ်။စကေရီယာတွေမပြည့်စုံတဲ့အတွာချက်တော့ရမယ့်အခါမှာအလို့သမားရဲ့ကျွမ်းကျင်မှုကိုပဲအဓိကအားကိုးရတယ်။တံဖျားတစ်ချက်ချင်းစီကို gas ဖြည့်ဆက်နဲ့ဒီအတိုင်းတစ်စီးတစ်စီးဖြတ်ထုတ်ရတာပါ။တထောက်တစ်ချက်မှားမှတော့ဟုတ်ပေမဲ့1မီလီမီတာထက်ပိုတယ်အမှားမျှော်တော့မရှိပါဘူး။ဒဲကြီးတစ်လုံးလုံးဖို့ဆိုဒီလိုတံဖျားတွေတာဇန်နဲ့ကြည်ဒီလိုအားမှာပါ။ဒီဒီစားတော့ကြည့်ရင်လိုအားတွေကတိတ်မနှဲလာပါဘူး။ ဖြတ်ထားတဲ့တံပြားတွေကိုဒီဘက်ကအလုပ်သမားတွေကစက်နှိတ်ချက်ချင်းပဲပုံသွင်းကြတယ်။တံပြားကိုချွင်းခွက်သွားအောင် ပုံသွင်းတာပါ။ဂျာကကြည့်ရတာမခတ်ဘူးထင်ရပေမဲ့တကယ်တမ်းကဆရာကြီးရဲ့လက်ရာကိုစမ်းသက်တာရပါ။တံပြားရဲ့ပုံစံကိုမောင်မန်ကန်ကန်မပုံသွင်းနိုင်ဘူးဆိုနောက်ပိုင်းတွက်ဆက်တဲ့အခါခေါင်းစားသွားမှာပါ။ဒီမျိုးရမော့တဲကြီးဒီလုတ်ကင်တာနှစ်ပေါင်းများစွာကြာပြီးထက်လို့ဆရာကြီးကအတွေ့အကြုံဝင်ရဒီလိုကိရိယာတစ်ခုတီးတန်လုတ်ထားတယ်ခုံးနေတဲ့တန်ချောင်းတစ်ချောင်းတည်းလို့လည်းမြင်ရပေမယ့်ဒါကိုစံပြဖြစ်တုံးပြမယ်ဆိုရင်အလုတ်ကိုတော့ short ပေးလိုက်တယ်လို့ပါပဲ အလုတ်ရအခက်ခဲကိုတည်တည်တာတာကြွားချပေးနိုင်တယ်။ဒီတန်များကတော့ဒဲအိုးရအောက်ခံများလားပါ။အဆင်း1မီတာ60လောက်တောင်ရှိမယ်ထင်တယ်။တန်များပေါ်ကချောစီနဲ့အညိုရောင်စွန်တန်းလေးကြောင့်တင်းပေါ်တန်ဟောင်းအာနီပြန်လဲလျားယူထားတာလားလို့တောင်တန်တရားဝင်းစရာပါပဲ။ဒဲအိုးရအောက်ခံများတို့ဒီနေရာမှာလဲပုံသွင်းဖို့လိုအပ်ပါသေးတယ်။ဒဲအိုးရရွယ်စားကတတ်တတ်မှတ်မှတ်ရှိနေတာကြောင့်အောက်ခံများရဲ့ခုံမောင်းကြွမှုကိုအရန်ကြီးမကြွအောင်ညှို့စေရမှာပါ။ဒါလောက်ထိဆိုရင်တော့လုံလောက်ပါပြီ။ဒီကနေမှာဂဲဆော့တဲ့အစင်စားလာပါပြီ။ အစာပန်းကအခက်ဆုံးဆိုတဲ့စကားအတိုင်းပါပြီ။ကဲစော်ရဲနေရာမှာပထမအဆုံးအဆင့်ကအရေးကြီးဆုံးပါ။ပထမအဆုံးတန်ပြချက်ကိုကဲစော်ရဲတောင်ကျိုးကနောက်ပိုင်းမှာဒေအိုရဲ့ရွယ်စားကိုတိုက်ရိုက်ဆုံးဖြတ်ပေးနိုင်တယ်။ဒါကြောင့်အလုသမားကဆန်ပြတန်ချောင်းတချောင်းကိုထပ်မံအသုံးပြုပြီးတန်ပြနဲ့အောက်ခံပြဆက်တွဲမဲ့ခုံးမောက်ချွတ်မှုကိုအတည်ပြုကြတယ်။ပထမအဆုံးတန်ပြချက်ကိုကဲစော်ပြီးသွားရင်ကျန်တဲ့အလုတွေကပိုပြီးရွှင်သွားပါပြီ။အဓိကအားဖြင့်ဒီတန်ပြကိုအခြေပြုပြီးနှစ်ဖက်လုံးကိုဆက်လက်တိုးချဲ့ကြတာပါ။ တန်ပြားရဲ့အပိုအလို့ကိုအလုံသမားကအမှတ်တားမြူပြီး gas ဖြတ်ဆက်နေပဲချုံမွင့်အောင်ညှိကြမှာပဲ။ဇန်နေအပိုင်းတွေကလည်းဒီပုံစံနဲ့ပါပဲ။အလုံသမားနှစ်ယောက်ပူးပေါင်းဆောင်ရွက်ပြီးတနစ်မကြခင်အချိန်တွင်မှာဒေအိုရဲ့အောက်ခံပြားကိုကဲဆော်ပြီးစီအောင် လုပ်ကိုင်နေပါတယ်။ဟေးအမထဲကြီးလုပ်တဲ့နေရာမှာအကြမ်းမင်းလေးထပ်လို့ရှိတယ်။တုံးတက်ကိုတွေ့ဆက်မဲ့အခါလက်ရှိဒေရဲ့ဘေးနံပပုတ်ကိုညှိညောင်းညှိဖူးလိုရတယ်။ဒီလိုမှသာနောက်ပိုင်းကဲဆော်ရတာပိုးပြီးလွဲကူမှာပါ။အလုံသမားရဲ့ကျွမ်းကျင်လာတဲ့ကဲဆော်တဲ့အသက်ပညာကြောင့် အေးအမတ်ထဲကြီးရဲ့မူလာကားရင်းပေါင်းပွားလာတယ်။ဒီအရွယ်စားလီဆိုရင်အချန်၄မီတာလောက်တောင်ရှိမဲ့ထင်တယ်။ဟင်းဒီဟင်းရွက်ကြီးတွေချလို့လုံလောက်နေပါပြီ။တတိယတက်ရဲ့နောက်ဆုံးတံပြားဟိုကဲရဲ့ဆော်ပြီးတဲ့အချိန်မှာညအချိန်ရောက်နေပါပြီ။ဒဲအိုးကိုအများဆုံးလိုချင်နေတာကြောင့်အလုသမားတွေကဒီပိုင်းကိုဘီအောင်လောက်ပြီးတာနဲ့စတုထထက်ကိုချစ်ချင်းစကလို့ကြာလဲ။နောက်ဆုံးထက်ကတော့အတော်လေးရွှေ့ရှင်ပါလေ။ဘီကိုထောင်ပတ်နေတဲ့တီဆုံမှုဖြစ်တာကြောင့်တံပြားကိုကွေးညွတ်ဆက်နဲ့ကွေးလက်ယုံပါပဲ။တပတ်ကိုတံပြားလေးကြားလောက်သုံးမဲ့ထင်တယ်။ဒီစင်မှာတော့အလုသမားလင်းကားရောက်လောက်ပူးပေါင်းလုပ်ကင်ကြတယ်။ ဒီချိန်မှာကဲဆော်လာကရှေ့ဆုံးမှာပဲကဲတက်ဆင်ထားတယ်။တံပြားတစ်ချက်ချင်းကြီးရဲ့ဆက်သွေးရနေရာတွေကိုနောက်ပိုင်းခဲ့ပြေဆုံးဆော်ပြီးအကြားလို့လုံးဝမရှိအောင်ဒေးချအယူဆက်ရမှာပဲ။နောက်နေ့မနက်တော့ကြောက်သွားပါပြီ။အလုသမားတွေကတဲဦးကြီးရဲ့ဝါခွာကပ်ပေါ်မှာတန်ဂျုံကွင်းချက်ခန့်ထပ်ပေးသေးရတယ်။ဒါမှဒဲဦးကိုရင်ကိုပို့ပြီးခိုင်မှာထပ်ပြီးနောက်ပိုင်းရွှေ့ချရတာလည်းလည်းကိုပါမယ်။ဒဲဦးကြီးကိုရွေးဖို့ဆိုတဲ့တံပြားနဲ့ဒီလိုပစ္စည်းလေးခုတည်တန်းလောက်ထားတယ်။ပြောစရာတော့မလိုပါဘူးဒီပစ္စည်းလေးခုကိုဒဲဦးကိုရင်ရဲ့ဒီနေရာမှာကဲဆော်တက်ဆင်ရမှာပါ။ဒါဆိုရင်တော့အရာမဒဲဦးကြီးပြီးဆုံးသွားပါပြီ။ ဒီရွယ်စားကိကင်းလဲဆိုသမင်းတခါချက်တင်ဘလောင်လို့မလဲချင်းကြပါတယ်လေအားလုံးကြည့်ရှုဖရရချက်တော့ကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်